ဖေလို့ရှင်တော့ကျွန်တော်တို့အမျိုးထဲမှာလည်းအဲ့လိုတိုက်ခိုက်တာတွေပါလေကြုံခဲ့ဘူးရအိမ်ရဲ့မိသားစုထမင်းဝါရဖိနိုင်ကုန်အောက်မှာနံမရီကြီးပြီးချက်ချိတ်ခတ်သွားကိုရီးလည်းမသိလာပဲအချိန်မှာဝင်ရေးသွားမယ်ပြီးတော့ခုနကအကျမ်းမရေးရပြမှာလဲသူကအဲ့လိုမွေးတွေချိုးလိုက်တယ်နေမကောင်းနေဖြစ်တယ်ငါကလည်းအကြွားနေသူဆိုအဲ့ဒါတွေတိုက်ဆိုင်သွားတာကိုရီးဆိုလည်းအခုတိုက်ခိုက်တာတွေရှိတယ်ရှိတော့じゃအဲ့လိုဘာသာရေးပို့လို့ဖြစ်တာပေါ့ဒီကတော့ ဆုံးမပါဘူးသူကလည်းအကြီးဆိုတော့ဒါလည်းလည်းပြောတာပေါ့အကူကြီးကျမကြီးလေးရောဒါဟုတ်ပြန်ကောင်းနေပါပြီရိုက်ကူးရောလုံနေအဲ့ဒါဟိုဟာပြစ်တာကျွန်တော်တို့ဒီနေ့တလောကမီဒီယာမှာပြောသလိုပေါ့ကျွန်တော်မသိလိုက်တာမသိလိုက်တဲ့အချိန်မှာကျွန်တော်တို့ဓပုံရိုက်မယ်ဆိုပြီးတော့အဲ့ဒီမှာမိုးရွာလို့ဆိုမရိုက်ဖြစ်မရိုက်ဖြစ်တဲ့အချိန်မှာမိုးရွာချိုးတယ်မိုးရွာချိုးပြီးတော့နေမကောင်းဆိုအော်ဟုတ်ပြီဟုတ်ပြီပေါ့နော်အာပြီးတော့စိတ်တောက်လေးစိတ်ထူးလေးပေါ့အဲ့ပြောတဲ့အချိန်မှာအိမ်ကလည်းတက်ဖြစ်တဲ့အချိန်မှာ နောက်ကျမှတော်တော်ဖြစ်နေတယ်တော်တော်ဖြစ်တာကိုတီးတဲ့အချိန်မှာဆေးကန်းတွေပဲပြရတယ်တိတ်မတက်တာဘူးပြည့်အဲ့ဒါနဲ့နောက်ကျတော့မှဟောဖြစ်တာတီးတာတီးတဲ့အချိန်မှာတော်တော်လေးပြန်ကောင်းတယ်ဟိုဆေးလို့ပြတော့ဟိုကျွန်တော်တို့အမျိုးထဲမှာလည်းအဲ့လိုတိုက်ခိုက်တာတွေပဲကြုံခဲ့ဘူးရအဲ့လိုဖင်တန်ကုံအိမ်ရဲ့မိသားစုထမင်းဝါရဲ့ဖင်တန်ကုံအောက်မှာနံမဲရေးကြီးပြီးချက်ချိတ်ခတ်သွားကိုရီးလည်းမသိလာပဲအချိန်မှာဝင်ရေးသွားမှာအဲ့လိုမျိုးလည်းကြုံခဲ့ဘူးရဆိုတော့ဒါကိုလက်ခံတယ်ဘာလို့လဲဆိုတော့ အရာလုံးเนี่ยတိုက်ဆိုင်တာပေါ့အကျိုးနဲ့အကြောင်းတိုက်ဆိုင်နေတာပါပဲပြီးတော့ခုနကကျမ်းမာရေးရပြီမှာလဲသူကအဲ့လိုမွေးတွေချိုးလိုက်တယ်နေမကောင်းနေဖြစ်တယ်နှစ်ကိုယ်ကလည်းအကြောအနေပြီးတော့အဲ့ဒါတွေတိုက်ဆိုင်တာပါအဲ့တော့ကဒီခင်နိုင်ဆောင်မှာလုပ်တဲ့အကျိုးဆက်ကောဘာလို့ဖြစ်သွားခဲ့တယ်လဲမိသားစုအဲအဲ့ဒီရေးခံရတဲ့မိသားစုဝင်အသက်ဆုံးမတဲ့ဒီအဲ့လိုဖြစ်ခဲ့တာမှတ်ကြဟုတ်တယ်ဟုတ်တယ်ဆုံးမသွားမှအဲ့ဒီဟာတွေတွေ့တာဆုံးပြည့်ရဲ့အချိန်ကျမှအဲ့ဒီမှာရေးထားတွေတွေ့တာအဲ့ချိန်ကျတော့လဲဆုံးတဲ့လူကလည်းဆုံးနေပြီသားဆိုတော့ဘသူတွေလုတ်တယ်ဘာတွေလုတ်တယ်လဲထပ်မမေးတော့ပါဘူး ဘာလို့လဲမေးလို့သိရလဲဟိုဘယ်လိုပြောရမလဲဘာမှကိုလုံးလို့မှမရတော့ဒါကတော့ရှိတတ်ကြတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလေအာဘယ်လိုပြောမလဲအဘာသာကြီးပို့လို့ပေါ့ဒါပဲရှိတာပဲကိုတွေဆိုလဲအခုရှိတယ်အဲ့လိုမျိုးတော့မဟုတ်ဘောเนาะဒါပေမဲ့တိုက်ခိုက်တာတွေရှိတယ်ရှိတော့じゃအဲ့လိုဘာသာကြီးပို့လို့ဖြစ်တာပေါ့ကိုကိုရန်ကကပြောလို့ပေါ့ကိုကိုရန်ကလည်းမိသားစုဝင်ထဲမှာဖြစ်ခဲ့တာတွေဆိုတော့လေအဲ့တော့ဒါတွေကိုယုံကြည်တယ်အဲ့အဲ့တော့ပါလုံးမလဲဆိုဘာသာကြီးပို့လို့ပေါ့ဒါပဲဆိုမကောင်းတာနဲ့ကောင်းတဲ့အရာမှာကောင်းတဲ့အရာတော့အများနဲ့တာမှာပဲလေ အားလေးကိုကြိုတိလိုက်တယ်ဆိုလို့ရှိရင်ဘာသာရေးလေးပို့လို့อืมအမေကတော့ဒီလိုပါပဲကျွန်တော်တို့လူကျမကြီးရစောင့်ရှောက်စရာတွေရှိတာတွေကိုစောင့်ရှောက်ခိုင်းတယ်ပြီးတော့လည်းအမေလည်းလလန်းမိသမျှပေါ့ကျွန်တော်တို့အမျိုးထဲမှာလည်းဟိုဗီဒင်တွက်ပြီးရဲ့လေးလက်ရှိရအောင်အဲ့လိုမျိုးတွေရတရားတွေပါလက်ချပြီးရဲ့ပြီးရင်ကျမကြီးကလည်းစောင့်ရှောက်မရတယ်စောင့်ရှောက်ပြီအခုတော့ပုံမှန်ပြန်ပုံမှန်နှိပါပြန်ဖြစ်နေပါပြီဟုတ်သူအကြာကြီးမရက်နိုင်တာပါညာရှိမလားတော့ဟုတ်တော်တော်လေးတော့ပုံမှန်အတိုင်းပြန်ဖြစ်နေအမေရောက်ခိုင်း ကျွန်တော်ထင်တယ်ဟွာလောက်တော့၄ရက်တပတ်လောက်တော့ဖြစ်မယ်တပတ်လောက်မှာအဲ၅ရက်၆ရက်လောက်မှာတော်တော်လေးပြန်သက်သာသွားတော့เนาะ